Hello cryptocurrency daily my YouTube channel ကိုလိုက်ပါရင်ဒီနေ့ video မှာဆိုရင်တော့ကျွန်တော်နေနဲ့ Bitcoin market update ကိုလုပ်ပေးတော့မှာဖြစ်ပါတယ်။ Disclaimer ဒီ video မှာပေါ်နေတဲ့အကြောင်းအရာတွေဖြော်ပြနေတဲ့တင်ချက်တွေဒါဖြစ်ပါတယ်။ငွေကြေးခြင်းမှုများလုံးဝမဟုတ်ကြောင်းပြောချင်ပါတယ်။အဲ့ဒါစရအောင်။အဲ့ဒါပထမဆုံးအနေနဲ့ဒီနေ့ကျွန်တော်ရဲ့ YouTube channel ကို like and subscribe လုပ်ကြတယ်ဆိုရင်လုပ်ပေးလို့ရပါတယ်။အဲ့ဒါစလိုက်အောင်။အဲ့ဒါပထမဆုံးအနေနဲ့ကျွန်တော် BTC ကလုံးခဲ့တဲ့9ရက်မှာပေါ့နော်4.79%အောင်ကျတယ်။ တော့ interior 14000ခန်းတော့ကြာကျွန်တော် interior video တင်မလို့လောက်ထားပါတော့ဟို price ကကျတော့ကျွန်တော်เนี่ยမတင်မြင့်တယ်ကျွန်တော်ဒီ video ပြီးွားရင်တော့ interior video လည်းလာပါလိမ့်မယ်ကျွန်တော် salon ဆိုလဲ14000ခန်းတော့ကြာတယ်ပြောမယ်ဆိုရင်တော့ကျွန်တော်ကြည့်လိုက်ပါ all season နဲ့ sofa ဝေးပါကျွန်တော်တို့လက်ရှိမှာဆိုရင်တော့ PDC အတွင်းဝယ်ပတ်စံဝင်နိုင်တဲ့အခြေအနေရှိပြီးတော့ကျွန်တော် all တွေကတော့အခြေအနေမကောင်းဘူးပေါ့အဲ့တော့ကျွန်တော်70ဝင်တာတွေကတော့ color KAI တဲ့ကျွန်တော် တခါမှကြာဘူးနော်ဆိုင်ဆိုင်ကတော့11%တော့ထူကြရပေါ့နော်ကျွန်တော် OKB တို့ပါတော့ channel ခွင့်ရင်းအကုန်လုံးကတော့တက်တဲ့အခြေအနေမရှိတဲ့ဥစ္စာကိုကျွန်တော်နည်းတွေ့ရအောင် BD check ကိုချလောက်သွားလိုက်အောင်အဓိကဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ Iran နဲ့ Israel ကျွန်တော်တိုက်တဲ့အကြောင်းရင်းအကြောင်းရင်းပြီးတော့အကြောင်းရင်းကျွန်တော်ဒီ event ကိုကျွန်တော် event ရဲ့ကျွန်တော် nuclear site တွေကိုကျွန်တော်နည်း US ကနေပြီးဘုံဘုံကျဲတာပေါ့နော်။အဘုံကျဲဖြည့်စည်းရတဲ့အတွက်ကြောင့်ဒီလိုမျိုးအခြေအနေကြောင့်ကျွန်တော် မကစပြီးကြာတော့เนาะအဲ့တော့ကျွန်တော်မျှော်လင့်ထားတဲ့အချိန်မှာကျွန်တော်ဦးတည်ရတဲ့အချိန်မှာကျွန်တော်အရှိတ်ဘက်ကဗီဒီယိုလုပ်ခဲ့တော့ကျွန်တော်တို့ ਨੇ down side ကိုအကြောင်းမျှော်လင့်ထားတာအဲ့ကျွန်တော် daily chat ကိုချက်လုပ်ကြည့်အောင်ကျွန်တော်အရှိတ်ဘက်တော့အလုပ်တော့ကျွန်တော် market ကိုကျွန်တော်အပေါ်အနည်းဆုံးတက်လာအောင်မျှော်လင့်နေပြီးတော့ကျွန်တော်ကျွန်တော်ကြာလာမျှော်လင့်တာအနည်းဆုံးကြာလာအောင်ဆိုရင်ဒီ low အထိကြာလာအောင်မျှော်လင့်နေအများဆုံးတော့ကျွန်တော်ဒီလောက်ထိကြာအောင်မျှော်လင့်တာဒါပေမဲ့ကျွန်တော် sunday ဖြစ်တဲ့အချိန်မှာတော့ market ကဒီ low အထိကိုကျွန်တော်ねယူသွားပြီးတော့ ော့လက်ရှိမှာဆိုရင်တော့ retrace ပြန်လာတယ်။အဲ့တော့အဲ့တော့လက်ရှိမှာဆိုရင် market က102ပေါ့နော်တသိန်းနဲ့2000တသိန်းနဲ့2000မှာကျွန်တော်တို့နေရှိနေရဲ့အဲ့တော့ထက်ကြနိုင်သေးလားပေါ့ထက်ကြနိုင်သေးလားဆိုရင်ကျွန်တော်တို့နေ market အကြေးကြီးကျွန်တော် order ဟန်းရောက်ပြီးတော့ရှိမှာဖိုးပတ်လာတာပေါ့နော်ဒါ retrace ပြန်လာတဲ့အနေထားပြီးတော့အချိန်ကျွန်တော်တို့ဒီမှာကြီးလိုက်ပဲဆိုရင်တော့ market ကဒီ level ကိုလည်းမရောက်ဘူးကျွန်တော်တို့နေတက်သွားတယ်အဲ့လက်ရှိ training လုပ်နေတဲ့ range ကကျွန်တော်ဒီ range ပေါ့နော်ဒီ range နဲ့ ကျွန်တော်နှစ်ဒီ range အတွင်းမှာ training လုပ်နေမှာကအဲ့တော့ market အနေနဲ့အကေသူဒီလိုမျိုးပဲပေါ့နော်ကျွန်တော် train ပေါ့နော်ဒါ train ပြောရဲ higher high higher low higher high ပေါ့နော်အဲ train ကို respect လုပ်မယ်ဆိုရင်သူ့အနေနဲ့ဒီအောက်ထိကိုပြန်ပြန်ရောက်လာဘလို့ပေါ့နော်ဒီအောက်ထိပြန်လာဆိုတော့အဲဥစ္စာဘယ် market ရောက်ပြီးကျွန်တော်နေအနည်းဆုံးထပ်ပြီးတော့ဆင်းနိုင်တဲ့အနေအထားရှိပါဒါပေမဲ့လက်ရှိမှာဆိုရင်တော့အဲ့လိုအခြေအနေမျောလင်းအောင်လက်ရှိ market အခြေအနေရအောင်ကျွန်တော်နေဆင်းဖို့မျောလင်းထားတဲ့ဥစ္စာတော့လက်ရှိအပေါ်ပိုင်း range မှာဆိုရင် reaction ပြရဥစ္စာပြီးသွားရင်အဲ့တော့အနည်းဆုံးတော့ကျွန်တော်နဲ့ဒီအောက်ပိုင်းပေါ့နော်ကျွန်တော်ဒီဘက်မှာဒီနေရာပေါ့အဲ့ဥစ္စာဘယ်လောက်လဲဆိုရင်93 93လောက်ကိုကျွန်တော်နဲ့ကြာလာဖို့လည်းမျှော်လင့်ထားပါဖြစ်ပါတယ်ဒီရပိုင်းတော့ပြီးသွားရင်ကျွန်တော်ဂျွန်ပေါ့နော်ဂျွန် height ကကျွန်တော်နဲ့ဂျွန်လာရဲ့ height ကပြီးသွားရင်တော့ထင်တယ်အဲ့တော့ကျွန်တော်နဲ့ marker ကကျွန်တော်ဒီဒီလပိုင်းတွင်ဆက်စင်းဖို့လည်းမျှော်လင့်ထားရပါတော့ကျွန်တော်ဒီ height ဒီ holding လောက်ပြီးကျွန်တော်နဲ့ဆက်စင်းဖို့မျှော်လင့်ထားရပါတော့အဲ့တော့ နောက်လိုက်မှာနောက်အပတ်မှာလည်းဆက်စင်ဖို့တည်းကျွန်တော်နည်းမျှော်လင့်ထားမှာဖြစ်ပါတယ်အဲ့တော့အကယ်၍ကျွန်တော်နည်းအကျလာမယ်ဆိုရင်ဘလောက်ထိမျှော်လဲကျွန်တော်အကျလာမယ်ဆိုရင်ကျွန်တော်ဒီမှာလက်ရှိကြည့်တယ်မဆိုရင်50 week moving average ကိုသူ့နည်း holding လုပ်နေရတွေ့ရတဲ့အကယ်ပြုတ်ကျသွားရဲဆိုရင်တော့သူ့နည်းဟိုဘယ်လိုပြောမလဲ market အောက်ပြုတ်ကျသွားရဲဆိုရင်တော့ bearish ဖြစ်တယ်ဥစ္စာတွေ့ရတယ်လက်ရှိမှာဆိုရင်တော့အမြင်နဲ့ holding လုပ်နေတွေ့ရတယ် definitely နဲ့တက်လာတဲ့ဥစ္စာကတော့ 85k မှာ တက်လာတယ်အဲ့တော့ IELTS ကလည်း time အရာကျွန်တော်တဖြည်းဖြည်းတက်နေရဖြစ်တော့အနည်းဆုံးဟောဖြစ်တဲ့ဆိုရင်တော့87လောက်ကိုရှိမှာပျော့မယ်ဆိုရင်တော့ဒီ high end လိုချိုင်းမှာပဲရှိနေအဲ့တော့အကဲအများဆုံးအကဲကျလာတယ်ဆိုတော့86လောက်အထိပဲကျွန်တော်နေကျလာနေတဲ့အနေအထားရှိမှာပါအဲ့တော့ဒါကတော့ long term အနေနဲ့87လောက်ထိကျွန်တော်နေကျမယ်ဆိုရင်မျောလင်းထားလို့ရတယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်နေပြောတာပေါ့အဲ့တော့ကျွန်တော် weekly အနေအထားရအောင်ဆိုရင်ကျွန်တော်နေဘယ်ထိကျလာမှာ အော်တပတ်တာရဲ့ market ကတော့ opening လုပ်ပြီပေါ့နော်ကျွန်တော်ဒီမှာကြည့်လိုက်မယ်ဆိုရင်ကျွန်တော် range ကိုပို့ပြီးတော့သိလို့ရပြီအဲ့တော့ဒီမှာဆိုရင်လက်ရှိမှာဒီဥစ္စာက high ကျွန်တော်ဒီဥစ္စာက low ပေါ့ပြီးတော့ရှင်တစ်ခုတတိထားမှာကျွန်တော် major low အောက်ကိုရောက်သွားတာအဲ့အကေ short လုံးမလို့စဉ်းစားတဲ့လူဆိုရင်တော့ဒီနေ့ကတော့ကျွန်တော်နဲ့ရှောင်ရမှာပေါ့နော်ဒီဘာလို့လဲဆိုတော့ဒီနေ့ကကျွန်တော် major low အောက်ကိုရောက်သွားတဲ့ကျွန်တော်ဟိုဘာဖြစ်မှန်းဆက်မသိဘူးဘာဖြစ်လို့ target ရောက်သွားရတဲ့ကျွန်တော်နဲ့ဆက်ပြီးတော့ မစင်းစားဘူးအဲ့တော့နောက်နေ့ကျရင်တော့ဘယ်လိုလာမလဲပေါ့အကေဒီနေ့ကန်နေကကျွန်တော် berry ဖြစ်မှာလား bullet ဖြစ်မှာလားအချိန်လေးပေါ့မူတည်ရပေါ့နော်အကေဒီနေ့ကန်နေ berry ဖြစ်တယ်ဆိုတော့ကျွန်တော်နဲ့ berry ဖြစ်ပြီးကျွန်တော်နဲ့ပြန်ပြီးအစင်းလာပေါ့98လောက်ဒီပြန်ပြီးဆင်းလာအောင်မျောလင်းလို့ရပါပေါ့နော်အဲ့တော့ deploy session ကဘာနဲ့တူလဲဆိုတော့ကျွန်တော် dina ကအ price session နဲ့တော့တူရပေါ့နော်ကျွန်တော်တမောင်ကြည့်တယ်ဆိုရင် low rate ပြောမှဆိုလိုအောက်ကိုရောက်သွားတဲ့အပေါ်တက်သွားတဲ့ပြည်ပြောတဖြည်းဖြည်းနဲ့ပြန်ဆင်းလာတယ်ပြီးမတီးီဆင်းသွားတာပေါ့အဲ့တော့လက်ရှိမှာဆိုရင်တော့ဒီလိုမျိုးချင်းနေဖြစ်နိုင်တဲ့အချင်းဒီအနေထိုင်မှာရှိရပေါ့နော် correction အနေနဲ့တော့ယူစားရဲအဲ့တော့တဖြည်းဖြည်းနဲ့ချလာအောင်မျောနေတာပေါ့နော်အဲ့တော့4 hour ချလောက်ကြည့်မှာဆိုရင်တော့သူ့အနေနဲ့ဒီအောက်ကိုရောက်သွား liquidation ဖြစ်ဖို့များရပေါ့နော်ကျွန်တော်လည်းမှကြည့်အဲ့တော့ဒီအောက်ဒီမှာဆိုရင် liquidation ဖြစ်နေတယ်တော့ liquidation price တွေရှိရပေါ့နော် အဲ့ liquidation price တွေရှိရတဲ့ကြောင့်သူ့အနေနဲ့ဒီရောက်ကိုကြာသွားပြီဆိုတော့ market own လို့ရကြသွားကြာလဲကြာပြီးတော့ဘာဖြစ်တော့ကျွန်တော် V shape နဲ့ပြန်တက်လာအကေ V shape နဲ့ကျွန်တော်တို့လည်းပြန်တက်လာရဆိုရင်တော့ကျွန်တော်တို့ market က deep ပါပေါ့နော်ကျွန်တော်အပေါ်ပိုင်းကြီးကို retrace ပြန်လာနိုင်တယ်ဒါပေမဲ့တခုရှိဥစ္စာ market ကလက်ရှိမှာဆိုရင် structure လောက်ဖို့တော့လိုတယ်ပေါ့နော်လက်ရှိမှာ structure မရှိသေးဘူးကျွန်တော်တို့လည်းတဖြည်းဖြည်းကြာလာတယ်ဖြည်းကြာလာတယ်ကျွန်တော်တတ်သွားတယ်အဲ့တော့အကေ market အမြင့်ဆုံးတက်မယ်ဆိုရင်တော့သူ့အနေနဲ့ဆက်ပြီးတော့ ဘယ်ရက်ဆက်ဖြစ်မယ်ဆိုရင်တော့သူ့နဲ့ဒီပုံကိုပြန်မရောက်တဲ့ကိုတရ103ရောကျွန်တော်ဒီက Monday market opening ဖွင့်လာအဲ6ရက်ခွဲဆိုတော့ကျွန်တော် market ကဒီနေ့ဒီနားမှာ opening ဖြစ်တာပေါ့နော်ဒါ Sunday market ဖွင့်တယ်ဥစ္စာအဲ့တော့ပြောမယ်ဆိုတော့ Sunday high ကတော့ကျွန်တော်နဲ့ trend အရင် berry ဖြစ်တဲ့ trend အနေနဲ့ဒါဆိုရင် Sunday high ကိုပြန်ပြီး break မလုပ်တဲ့အောင်ဒါပေမဲ့လက်ရှိ trading လုပ်စေချင်တဲ့ range ကတော့ကျွန်တော် 0.5ပေါ့နော်အဲ့တော့0.5ဆိုရဲဆိုတော့ကျွန်တော်နေ Fibonacci retracement 0.5ကိုကျွန်တော်နေပြန်လုပ်တော့အဲ့ဥစားကတော့103လောက်ထိအမြင့်ဆုံးလာမယ်ဆိုရင်ဒါနည်းနေထားရှိရပေါ့နော်အဲ့ထက်တော့ကျွန်တော်နေအပေါ်မရောက်စေချင်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော် weekly candle နဲ့ bearish candle နဲ့ solid bearish candle ဖြစ်လို့ကြောင့်တကယ်အဲ့ဘောတက်တယ်ဆိုရင်တော့ကျွန်တော် trend ကနည်းနည်း weak ဖြစ်တယ်လို့ယူဆရပေါ့နော်အဲ့တော့ဒီဘက်တွင်အကေအမြင့်ဆုံးရောက်လာတဲ့နေထား1ဟိုဘယ်လိုပြောမလဲ103 103 600လောက်ဒီအမြင့်ဆုံးရောက်လာမယ် ဘာအနေဆုံးစားတော့အဲ့နေရာရောက်တဲ့ချိန် reverse ဖြစ်ပြီးကျွန်တော်နဲ့ဒီ68ဒီဘက်ရောက်တဲ့ဟို68နဲ့ကျွန်တော်နောက်အဲ့ထက်အဲ့ထက်ကြာမယ်ဆိုရင်တော့ကျွန်တော်နဲ့ဒီအောက်အဲ့ဒီရောက်လာအောင်မျှော်လို့62ပေါ့62ကတော့ next ကြီးကြမယ်ဆိုရင်ဖြစ်လာတယ်နေထားပါအဲ့ဥစ္စာတော့ကျွန်တော်ဒီဂျပန်တွင်းတော့ရောက်မယ်ထင်တယ်ဂျပန်ဆိုတဲ့ဟိုအပတ်ပိုင်းပေါ့ပြောမယ်ဆိုရင်အဲ့ဥစ္စာတွင်းကတော့ကျွန်တော်ဒီ62ပေါ့တော့တတိယနေ့ဆင်းလာမယ်လို့ထင်တယ်ပေါ့ bullish ပြန်ဖြစ်တဲ့အချိန်ကြီးအားဆိုရင်တော့ ကျွန်တော်ညဒီ height ကိုကျွန်တော်ည bullish clothing နဲ့ပြန်ပြီးဖြစ်သွားရဲဆိုရင်လည်းကျွန်တော်ဒီ height အပေါ်ပိုင်းဒီ area ပေါ့နော်105ပေါ့105ပေါ်မှာကျွန်တော် bullish clothing ပြန်ဖြစ်သွားရဲဆိုရင်တော့ကျွန်တော်ညအပေါ်ပြန်တက်ဖို့တည်းယူဆောင်လက်ရှိအခြေအနေကဆိုရင်ကျွန်တော်ည6စနစ်ကတော့ကျွန်တော်ည weekly အပိုင်း target ဖြစ်ပြီးတော့ကျွန်တော်ည daily တို့ပါတော့ဒီအပိုင်းတွေက103အထိအမြင့်ဆုံးရောက်အောင်မျှော်လင့် အဲ့ over ဒီဘက်အတာရဆိုရင် very ဖြစ်တယ်ကျွန်တော် four အရဆိုရင်လက်ရှိမှာ short ကိုစဉ်းစားနေရဆိုရင်တော့ပြတ်တုံနိုင်တယ်ဗောနော်အဲ့တော့အနည်းဆုံးကျွန်တော်ညမာကတတ်သွားတယ်ဒီလိုမျိုးလေးဖြစ်သွားတဲ့အချိန်ကျမှကျွန်တော် stretcher ဗောနော်ကျွန်တော် stretcher အရင်ဆုံးလှုပ်ဖို့လိုတယ်သူနေ retrace လာပြန်တက် stretcher လှုပ်အဲ့ပြီးတော့အချိန်ကျမှကျွန်တော်ဒီလိုမျိုးပြန်ပြီး short ရဲ့ဥစ္စာပို့ပြီးတော့အဆင်ပြေဗောနော်အဲ့အဲ့ဒါမဟုတ်ဆိုရင်လက်ရှိမှာ short ရဲ့ဆိုရင် counter ဖြစ်မှာဗောနော်အလို့သမီးကျွန်တော်ဓမ္မဆိုရင်တော့ stretcher မလှုပ်ပါဘူးဗောတယ်မှာ ဒီမှာဆိုလဲ stretcher လောက်တော့လောက်သွားပါတော့ကျွန်တော်ဓမ္မကြီးလက်မယ်အားရလောက်သွားရလောလောလဲကျွန်တော်ဓမ္မအားရလဲ fade ဖြစ်သွားတယ်ကျွန်တော်ဓမ္မလောရလောလောတဲ့အချိန်မှာပြင်ပြီးတော့အောက်ကိုဆင်းဖို့တယ်ပြင်လို့ရအဲ့လိုပုံစံဖြစ်ပါတယ်အဲ့နှစ်မျိုးပေါ့ပရမသုံးပရမသုံး case ကဒီလိုဖြစ်သွားတယ်ဒီလိုလောတဲ့လောရလောလောသွားတဲ့အချိန်မှာကျွန်တော်ဒီလိုမျိုး short တဲ့အချိန်ကြီးရယ်ဒါ bearish idea ပေါ့နော်ကျွန်တော် bullish idea ကတော့ကျွန်တော်ဒီလိုမျိုးဖြစ်သွားတယ်ပြီးတော့အချိန်မှာကျွန်တော် bearish ပြင်ဖြစ်သွားတယ် ချိန်တွေမှာကျွန်တော်နည်း short ဖြစ်တဲ့အချိန်တွေဒီလိုပဲဖြစ်ပါတယ်အဲ့တော့ဒီဘက်ကကျွန်တော်နည်း perish ဖြစ်ပါတယ်အဲ့တော့အဆုံးထိကြည့်ပေးခြင်းဒီမှာအကေအတင်းနေတဲ့ transition နဲ့ occupation ရှယ်ဆိုတော့ comment ပေးလို့ရပါတယ် now view ကြောင့်တော့ bye bye